မင်္ဂလာပါရှင်ခေတ္တတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးသတင်းတိုင်းတန်အတွင်းရှိထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့်မော်တော်မြို့ကိုတရားဝင်သိမ်းပိုင်ရရှိကြောင်းကြေညာစစ်တပ်မှ40ကျော်ဖမ်းဆီးရရှိပြီး120မမလက်နက်ကြီးအများနဲ့လက်အပါအဝင်လက်နက်ခဲယံများပြသိမ်းဆီးရရှိတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် တနင်္သာရီတန်အတွင်းရှိထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့်မောရာမြို့ကိုတရားဝင်သိမ်းပိုင်ရရှိကြောင်းကြေညာလိုက်ပြီးစစ်တပ်မှ40ကျော်ဖမ်းဆီးရရှိပြီး120မမလက်နက်ကြီးအမြောက်နှက်လက်အပအဝင်လက်နက်ကင်ရံများပြားသိမ်းဆီးရရှိကြောင်းဖော့ပေါ်ဖက်ရယ်ဒီမိုကရေစီအဖွဲ့ကသတင်းထုတ်ပြန်ပါတယ် မော်ရိုင်းမျိုးတင်တိုက်ပွဲမှာတိုက်ပွဲကာလမှာတုံရိုက်ခန့်နာကြမြင့်ခဲ့ပြီး KNU KNLL ဦးဆောင်မှုနဲ့အတူမော်ရိုင်းမျိုးတင်တိုက်ပွဲကို KNLL တပ်မဟာလီမှတယင်း203တယင်းစတင် KNDO တယင်းခွန်တယင်းစနစ် BBL FFD တို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းစစ်တုံးပန်40ကျော်ဖမ်းဆီးရရှိခဲ့ပြီး120မမအမြောက်နှလန်း120မမလက်နက်ကြီးကြီး189တောင်း ပိုင်ဖိုင်စတဲ့နဲ့တလန်60မမ3လန် RPG 2လန်ငကြေမီတလန်လက်နက်ငယ်36လန်နဲ့အခြားလက်နက်ခရဲများစွာသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။မော်ဒါမျိုးမှာစစ်ကောင်စီကုံတွေဆင်းဆင်းမှုမှာအရေးပါသည့်တနင်္သာရီတိုင်းရှိထိုင်းမြန်မာနယ်စပ်မျိုးတစ်မျိုးဖြစ်ပြီးစစ်တပ်ဘက်မှအနည်းဆုံးအင်အား50ကျော်မှထိုင်းဘက်တို့ထွက်ပြေးသွားခဲ့ကြောင်းလက်ရှိမှာထိုင်းအာဏာပိုင်များကထွက်ပြေးလာသည့်စစ်သားများထံမှလက်နက်များသိမ်းယူပြီးခေလုံခွေပေးထားကြောင်းနယ်စပ်တရင်ချင်းများထံမှသိရပါတယ်ရှင်။ ဆက်လက်ပြီးမောကောမှာတိုက်ပွဲဖြစ်လာနိုင်လို့ဒေသခံတွေကြိုတင်သိဆောင်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးတိုင်းမုံကုံးမြို့မှာအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုနဲ့တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်မြို့ကန်တွေဟာကြိုတင်သိဆောင်မှုတွေရှိနေတယ်လို့မုံကုံးဒေသခံတွေကပြောပါတယ်စစ်ကောင်စီနဲ့တအောင်တမတော်တည်ရလက်လေးတို့အပြစ်ရစက်ရေးလက်မှတ်ရေးထိုးခဲ့ပြီးမြေတုခါခွေရေးတပ်ဖွဲ့တွေကတော့တန်စီအောင်မယ်လို့ဆိုပါတယ် ဒါကြောင့်စစ်တပ်အနေနဲ့အချိန်မရွေးလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်လာနိုင်တာကြောင့်မန္တလေးမြို့နယ်စံပြည်နယ်မြောက်ပိုင်းကမြို့ကန်တွေဟာပြောင်းရွှေ့နေကြတာဖြစ်ပါတယ်။တတော်များများပြောင်းရွှေ့နေကြပြီးမတည်နိုင်မှုလေးပဲချင်းတိုက်ပွဲဖြစ်မလဲဆိုတော့လေချောင်းကနေပုံကျဲချရင်ဘယ်သူမှပြေးမလို့ဘူးကြိုးဆောင်ထားတော့မမဘူးပေါ့လို့မိုးကုတ်ဒေသခံတအူးကပြောပါတယ်။နေရဆုခါသူတွေများလာတာကြောင့်ရင်းစေကမှတအူး၁၆တင်းကနေ၁၀တင်းအထိမြင့်တက်လာတယ်လို့သိရပါတယ်။ ။ဒါအပြင်မန္တလေးမြို့အဝင်မှာလည်းနေရက်ဆက်ခွာလာတဲ့မုဂုတ်ဒေသခံတွေကစစ်တပ်ကတင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။မကောမြုတ်ကန်နေဟာစစ်ကောင်စီပြန်လဲဝင်ရောက်လာမှာကိုလက်မခံကြောင်းနဲ့ဆက်အနာစင်အလိုမရှိကြောင်းထုတ်ပေါ်ပြသတဲ့အနေနဲ့နိုဝင်ဘာလ6ရက်နေ့ည7:00နာရီမှာမြို့လုံးကျပ်တမုံဤဆန္ဒပြခဲ့ပါတယ် ဒီတော်လိုင်းရင်ဟာလူတို့တော်လိုင်းရင်ဖြစ်တာမို့ဆရာနာစစ်စနစ်ဆက်လက်တည်ရှိနေတဲ့များကာလပတ်လုံးတန်မုံတိလှူဆောင်မှုနီနာကွန်တန်နိုင်ကလုံးစီလုံးညီညွတ်စွာနဲ့အခွင့်အခါသိရင်တင်တယ်လို့အသုံးပြုပြီးညီညွတ်စွာတော်လှန်ကြမယ်လို့ GSCB ကထုတ်ပြန်ထားပါတယ်။မော်ကွန်မျိုးဟာတစ္ဆနဲ့ဆက်ကွန်စစ်စင်ရေးနဲ့အတူ2024ခုနှစ်ဇူလိုင်မှာတာမျိုးသားလွတ်မြောက်ရေးတမတော် TLN လေးနဲ့ PDF ပူပေါင်းတပ်တွေတိုက်ခိုက်သိမ်းပြီးထိန်းချုပ်ခဲ့တဲ့မျိုးဖြစ်ပါတယ်။မျိုးအုပ်ချုပ်ရေးကို TLN လေးကဥဆောင်ခဲ့ပါတယ်။ ဒါပေမဲ့တရားလန်လင်းနေစစ်ကောင်စီကိုယ်စားလှယ်တွင်တရုတ်နိုင်ငံမှအော်တိုဘာလကုံတွေ့ဆုံဆွေးနွေးပြီးမိုးကုံနဲ့မိုးမိတ်ကိုစစ်တပ်စီပြန်လွှဲပေးဖို့အပအဝင် အပြစ်ခတ်ရစဲရဲအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့တရားလန်လင်းကအော်တိုဘာလ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့အကြောင်းဝင်ဆွေးနွေးမှုနဲ့ကိုယ်ချိန်မြောက်တွေ့ဆုံမှုမှာသဘောတူညီခဲ့တာပါ။ တရုတ်ရဲ့ဂျာဝင်မူကြောင့်စက်ကောင်စီနဲ့စွန်းနေအပြစ်ရစဲခင်ရတဲ့အခြေအနေကို TNL လေးကထုတ်ပြန်ခဲ့ပြီးနိုင်ရီပိုင်းအကြမှာပင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDN နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မိုးကိုပြူဟံမိုးကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖောင်ပြည်ဦးလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားတို့ကထင်းချုံနယ်မြေတွေကာကွယ်ဖို့မိဖက်တော်လရင်အင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်လုံဆောင်မယ်လို့ကြေညာခဲ့ပါတယ်ရှင်ဆက်လက်ပြီး ဖရားမြို့နယ်နေရာစုံမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်ဘက်မှတင်ဆောင်တဲ့ထွက်ပြေးသူများပြားနေဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပဲခူးတန်းအနောက်ခြမ်းဗဒောင်းတနေညောင်ကျိုးစစ်မျက်နှာပြင်မှာအရခတ်တက်တော်အေးအေးနဲ့စစ်ကောင်မရှင်တပ်သူထိတွေ့တိုက်ပွဲများပြင်းထန်နေကြောင်းသိရပါတယ်။စစ်စင်ရေကွက်ကဲမှုဌာနချုပ်စကခ30မော်လိုင်းဤလက်အောက်ခံတရင်များသည်ညာကျိုးညာချေတောင်နှင့်ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစာ16အနီးတိုက်ပွဲတို့မှထိခိုက်တိုက်ဆုံထွက်ပြေးမှုများရှိနေပြီးအထိနာလေးရရှိကြောင်းတရင်ရင်းမြများထံမှသိရပါသည် အင်းအင်းကဖန်ဆင်းရမိတဲ့တက်တွေထဲမှာကလေးနဲ့ဖောင်းပြင်းကတက်တွေပါဝင်နေပြီးခဲ့တဲ့လေးရနေ့ကလည်းညောင်ခြေတော့ကလွတ်လိုက်တဲ့တက်တွေကစင်ကလေးအထွက်ပြေးကြတယ်လို့သတင်းထွက်ထားတော့အင်းအင်းက30ကျော်ကိုဖမ်းမိတယ်ဆိုတာသတင်းမှန်ပါပဲညောင်ကျွတ်တော်ဝိုင်းနဲ့ကမဆာချောင်းအနီမှာတော့တိုက်ပွဲပြင်းထန်နေပါတယ်လို့စီးရဲသတင်းရှင်မြစ်ကပြောပါတယ် ဇကုနိုဝင်မာလာ၁၀ရက်နေ့၊ကိုရက်နေ့၁၀ရက်နေ့တို့မှညောင်ကျိုးစစ်မျက်နှာပြင်မှာထွက်ပြေး၍ဖမ်းဆီးရမိသူလက်နက်ချအလင်းဝင်သူစစ်ကောင်စင်တပ်ဖွဲ့ဝင်30ခန်းကိုအေအေကထိန်းသိမ်းထားကြောင်းနိုဝင်မာလာ၁၇ရက်နေ့ကထုတ်ပြန်လာပါသည်။စစ်ကောင်စင်အင်စာကာကာ30လက်အောက်ခံခမာယ3ဆောက်တင်နှင့်ခမာယ3ဆောက်တို့တိုင်ရင်များမှစစ်ကောင်စင်တပ်ဖွဲ့ဝင်16ဦးကကမာစ16အနီးတပ်ဖွဲ့အတွင်မှအေအေကဖမ်းဆီးရမိခဲ့ကြောင်းသိရပါသည်။ ညောင်ကျိုးချင်းရွာနှင့်အစစ်ဘက်မိသား2500ယောက်ကွာမှရှိသည့်ဒေသတော်ပဝင်းကျင်းမလိန်တိုက်ပွဲများပြင်းထန်ခဲ့ပြီးခမာရ368တရင်တစ်ခုထဲမှစစ်ကောင်မစင်စဲဦးကိုအေးအေးကောင်လက်ရဖမ်းဆီးမိခဲ့ပါတယ်။ဒါအပြင်ဗရောင်းမြို့နယ်ကမဆာ16အနီးရင်းဆိုင်တိုက်ပွဲများအတွင်းမှလိန်ခမာရ363တရင်မှတပ်ဖွဲ့ဝင်၄ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ထင်းတွင်းတိုက်ပွဲများမှာရခိုင်ရိုးမပေါ်နှင့် ရိုးမအောင်တောင်ကြားလမ်းများမှာပြင်ထန်ခဲ့ပြီးကမဆဆက်ချောင်းဤကကင်းနေရညောင်ကျိုးစင်လန်ချောင်းလေတာတောင်ကျုံပွိုင်းချောင်းတုံးလုံးစခန်းကုန်းအနီးတို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းသတင်းရင်းမြစ်များထံမှသိရပါတယ်ပိတ်ဆို့ခံနေရတဲ့ပွိုင်းချောင်းသုံးလုံးစခန်းကုန်းတင်ကာပါစာဆက်ချောင်းဤအ धिक ကာကင်စခန်းကုန်းဖြစ်ပြီးခုနှစ်မိုင်ကျော်ကဝေးချောင်းတည်ရပါတယ်စစ်ကောင်မစင်တပ်များအနေဖြင့်ဆင်လန်နှင့်ညောင်ချေတော်တို့ဘက်မှအင်အားစုဖွဲ့လာသည့်စစ်ကြောင်းတင် နောက်ကျိုးဘက်ကိုပြန်လည်တိုက်စစ်ဆင်လာသည့်အနေအထားသို့ရောက်ရှိနေကြောင်းသိရပါသည်။လက်ရှိမှာစခခသည်စမော်လိုက်ဤလက်အောက်ခံတရင်များမှတပ်ဖွဲ့ဝင်30ကျော်သည်၃ရက်အတွင်းကစင်ကလေးအထွက်ပြေးကအလံဖြူတောင်းလက်နက်ချခဲ့ကြောင်းသိရပါသည်ရှင်။ ဆက်လက်ပြီးကလေးတောင်ပိုင်းမှာစက်ကောင်စီနဲ့တော်လန်ရဲတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမြို့တောင်ပိုင်းမှာစက်ကောင်စီရဲ့တပ်မခွန်ခွန်ရှစ်ရှစ်တို့နဲ့ဒေသခံတော်လန်ရဲတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးစက်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့ဒေသခံသတင်းရှင်းပြကပြောပါတယ်။စစ်ကောင်စီတပ်ဟာရခိုင်ကကလေးမြို့တောင်ပိုင်းရှိတာစီရွာ၊ဇင်ကလင်းရွာ၊တာယာဝတီရွာနဲ့ ထိုမှာရွာနာက GDC ကျောင်းအထည်တာနေမြေစုံမမှုရရှိထားပြီးကျောင်းထဲမှာလည်းတည်ဆွဲထားတယ်လို့ဆိုပါတယ်။အရင်ကစကမလက်ထဲမှာရှိတာကတာစီစင်ကလင်းထိုမှာတာယာဝရီဒီလေးရွာပဲရှိတာထိုမှာရွာမှာ GDC ကျောင်းရှိတဲ့ကျောင်းထဲမှာစကမတွေနေရာယူထားတာကြာလာပြီး GDC ကျောင်းနဲ့အထည်သူတွေပဲပိုင်နာလို့အဆိုပါသတင်းရှင်းပြကပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးပတ်မှစတင်ကစစ်ကောင်စီဟာသူတို့တဆွဲထားတဲ့ထိုမရွာအနီးရှိ GTC ကျောင်းကိုကျော်ပြီးတာယာကုန်းထောင်ကျန်ကြာအင်းစီတာရွာတွေအထိဝင်ရောက်တဆွဲခဲ့တယ်လို့စီတာရွာမှလည်းကိစ္စထားတယ်လို့ဆိုပါတယ်အခုက GTC ကိုကြော်ပြီးတာယာကုန်းထောင်ကျန်ကြာအင်းစီတာရွာတွေမှာသူတို့ရှိတယ်လို့ကြားရတဲ့စီတာရွာမှာဆုံးဂိတ်လုထားတယ်လို့အဆိုပါတင်ပြချက်ကဆက်ပြောပါတယ် မနေ့ကနိုဝင်ဘာလ23ရက်နေ့ညနေပိုင်းမှာအဆိုပါစီတာရွာကတော်လန်ရဲတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စီတာရွာကိုစုံမမှုရရှိထားတယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့စစ်ကြောင်းထုံးမှုကြောင့်ကလေးမျိုးများပိုင်းမှာရွာတွေနဲ့တောင်ပိုင်းမှာရွာတွေအလုံးနေပါစစ်ပေးသိမ်းဆောင်နေရတယ်လို့သိရပါတယ်စီမေးဆောင်ကတော့တမျိုးနယ်လုံးနှိပါဆောင်ရတာကလေးမျိုးမြောက်ပိုင်းကတော့စော်ဝါရေရှင်ရံမျိုးအောင်ဆိုလင်း 55မိုင်ရွာ56မိုင်ရွာကျန်းဆက်ကုန်းခုံတန်အရှိခုံတန်အနောက်ကျပ်ဖန်နောက်ကံဦးကံသာကံလကံချင်းရာသကျိုးကံသာရောင်ဆုံလာမြိုင်းဆောင်းနှံပုကပြည်သူတွေကတော့ဆေးပေးဆောင်နေရတဲ့ဗျကလေးတောင်မိုင်းကတော့ရွာအကုန်လုံးဆေးပေးဆောင်နေရတယ်လို့အဆိုပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။ဒါအပြင်ယခုရပိုင်းတွေမှာစစ်ကောင်စီဟာကလေးမျိုးတောင်ပန်းလက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုစစ်အင်အားတွေဖြစ်တင်လေးရရှိတာကြောင့်တိုက်ပွဲပုံမှုပြင်းထန်လာနိုင်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီဟာကလေးကံကောလမ်းမိုင်းကိုထိချုပ်နိုင်မှုစူးစမ်းနေတာဖြစ်ပြီးလက်ရှိမှာကံကောအထိမထိချုပ်နိုင်သေးဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာလည်းတီးတိမ်ကနေစစ်ကြောင်းထုတ်လာတဲ့စစ်ကြောင်းကိုတိုင်းငင်ကျင်းရွာအနီးမှာ CDS CDN စီရင်တပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထိသေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။